ဩဃာသဩဃာသနဲ့ရွတ်ပြီးတော့ဘုရားရှိခိုးတာမျိုးတည်းတဲ့။ဥပြီးတော့အရေးကြီးတာတော့ဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့ပြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသားဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့ပြတ်စွာဘုရားကို ပူဇော်ပါတယ်ဆိုတာလို့အောင်လှုပ်ပြီးတဲ့အခါမှာကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုမမြင်ရတဲ့သတော်ဝါတွေ ကိုနိဗ္ဗာန်မှာရှိတဲ့အင်းဆောင်တ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုတို့ကိုနဲ့သူတို့နဲ့အမိတ်ဆွေဖြစ်သွားမိတ်ဆွေဖြစ်သွားခမင်းရင်းနှီးမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှိရင်ကိုအနေမရောက်အောင်သူကဟိုကြည့်ရှုပြီးဒူးမပြောနဲ့လေဒီဒီတမ်းမမပြောနဲ့ အိမ်နာနေရင်တဲ့အောင်ပေါ်ရင်တော့မှာပဲကိုယ့်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတည့်ဘူးဆိုရင်မတိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်